တနင်္လာသားသမီးများအတွက်ဖြစ်ပါတယ်တနင်္လာသားသမီးများဒီဗီဒီယိုလိုက်ကလေးကိုစာဆုံးလေးကြည့်ရှုဖို့လိုအပ်ပါတယ်။ဘာကြောင့်လဲဘာကြောင့်လဲဆိုရင်တနင်္လာသားသမီးများဒီ17လပိုင်းမှာတနင်္လာကျသားပြီဗုဒ္ဓဘူးတနင်္ဝနီသားသမီးများ ਨੇ အထူးတတိထားပြီးတော့မှစက်တူလုပ်ငန်းတွေလောက်ကင်ပေးရမှာဖြစ်ပါတယ်။ အဲ့တော့တနင်္လာကြာသာပြီးဗုဒ္ဓဘူးတနင်္ဂနွေအဲ့လိုနေသားသမီးမျိုးနဲ့တနင်္လာသားသမီးတွေကရှောင်ကျင်ပြီးတော့မှလောက်ကင်နေဆိုရင်ပုံမူပြီးတော့အကျိုးရှိစေပါတယ်ဒီဆက်တလာပိုင်းမှာတနင်္လာသားသမီးတွေကအရာရာမှာအောင်မြင်မှုတွေပိုင်ဆိုင်ရမယ်လာတလဖြစ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့ကမိမိတို့ရဲ့စက်တူလုပ်ငန်းတွေပြုလုပ်ဆောင်ရွက်တဲ့အခါမှာဗုဒ္ဓဘူးကြာသာပြီးတနင်္ဂနွေ အဲ့ဒီနေ့နဲ့သားသမီးတွေနဲ့ဆက်တူလုပ်ငန်းတွေမပြုတ်လောက်ပါနဲ့ဒီဆက်တလပိုင်းမှာတော့မကောင်းသေးပါဘူးဆက်တလပိုင်းကြော်သွားရင်တော့တမျိုးဖြစ်သွားပါလိမ့်မယ်ဒါကြောင့်တနေ့လာသားသမီးများဆိုလို့ရှိရင်လူမှုရေးတွေအိမ်ဆောင်ရေးတွေအချစ်ရေးတွေမှာဒီဆက်တလပိုင်းကာလမှာအရာအားလုံးကို အောင်မြင်နေပါတယ်အချစ်ရေးမှာပဲဖြစ်ဖြစ်အောင်မြင်နေအိမ်ဆောင်ရေးမှာပဲဖြစ်ဖြစ်စိတ်ချမ်းသာရမယ် လူမှုရေးပိုင်းတွေမှာလည်းကိုမပါရင်မပြီးသလိုဝင်ဆက်နိုင်ပါတယ်။တနင်္လာသားသမီးတွေကငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့အနည်းငယ်စိတ်မသက်မသာ အကုန်ကြများနေတာထွက်နေတာမျိုးတွေဖြစ်နေတတ်ပါတယ်။ဒါကြောင့်တနင်္လာသားသမီးများဆိုရင်တော့ဒီဆက်တလာပိုင်းမှာငွေကြေးရင်းနှီးမြှုပ်နှံတာမျိုးတွေအထူးကူယူဆရမယ့်ကာလတစ်ခုဖြစ်ပါတယ်။မိမိတို့အနေနဲ့ကအိမ်အသစ်ဖွင့်တာ၊ဆိုင်အသစ်ဖွင့်တာတွေ မင်္ဂလာရက်မြက်အခါကြီးရွေးချယ်မယ်ဆိုလို့ရှိရင်တော့ဒီ7လပိုင်းမှာ3ရက်8ရက်16ရက်18ရက်22ရက်24ရက်30ရက်အဲ့လိုရက်မျိုးတွေကတော့အကောင်းဆုံး၄ရက်တည်းဖြစ်ပါတယ်ဒီလိုရက်မျိုးတွေမှာမိမိတို့အနေနဲ့မိမိတို့ရဲ့အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်မယ်ပြောဆိုမယ်ဆိုရင်တော့အောင်မြင်မှာသိကြပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့ဒီလိုရက်ကလေးတွေကိုအသေးစိတ်မှတ်ထားဖို့လိုအပ်ပါတယ်။ တနင်္လာသားသမီးများမိမိတို့အနေနဲ့ကဒီလလေးမှာဘာပဲလှုပ်လှုပ်အပင်ပန်းလေးခံပြီးပါနည်းနည်းသိခံပြီးပါစိတ်ရှိပြီးပါဘာပဲဖြစ်ဖြစ်ဒေါရထွက်နဲ့ဒေါရထွက်တာနဲတာနော်ကိုလိုချင်တာလေးရယူပိုင်ဆိုင်မှုလေးနဲတာလေးရှော့ပေးရမယ်ကာလတစ်ခုဖြစ်ပါတယ်ညီကိစ္စတွေညီရအိမ်ချမ်းကြီးကိစ္စတွေအောင်မြင်တတ်ပါတယ်အမွေအနှစ်ရတဲ့ကာလတစ်ခု ပြောလို့ရပါတယ်။အဲ့တော့ဒီကာလမှာအမွေကိစ္စတွေဆောင်ရွက်နေရင်တော့စိတ်အေးအေးထားပြီးတော့တာဆောင်ရွက်ပါ။ကိုယ်အတွက်အောင်မြင်မှုတွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်။တနေ့လာသားသမီးများဒီကာလမှာမိမိတို့အနေနဲ့စမရည်အထုခူးဆက်ရမယ်ကာလတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့啊ဒီကာလမှာလက်လာပတ်တွေရှင်ကျင်နေကိုယ့်ရဲ့ကောင်းတဲ့ရင်တွေဂုံတဲ့ရင်တွေ တိုးတက်ခြင်းနဲ့ကိုယ့်ရဲ့အလုပ်အကိုင်းလေးအလုပ်ပြောင်းနေရပြောင်းနေကောင်းခြင်းနဲ့ဆိုရင်တော့ကိုယ့်အိမ်မှာရေပုံးနေရေကန်နေရေပိုက်တွေပြက်နေတာမျိုးတွေပြုပြင်ပေးလိုက်ပါရေနဲ့ပတ်သက်တဲ့နေရာမှာပျက်စီးနေတာမျိုးတွေရှိရင်လည်းပြုပြင်ပေးလိုက်ပါဒါဆိုရင်ကံကောင်းသွားမှာဖြစ်ပါတယ်တနည်းလားသားသမီးများဆိုလို့ရှိရင်ဒီလိုကာလမျိုးမှာမိမိတို့အနေနဲ့ဟာလူလိန်ခံရတတ်ပါတယ်အဲ့တော့လူလိန်တတိထားမှာဖြစ်ပါတယ် မိမိတို့လုပ်နေကြလုပ်ငန်းလေးတွေပို့ပို့ပြီးတော့အဆင်ပြေလာတာမျိုးတွေလည်းတွေ့ရတတ်ပါတယ်။ကောင်းမွန်တဲ့နမိတ်စကားလေးတွေကောင်းမွန်တဲ့သတင်းစကားလေးတွေလည်းကြားရတတ်ပါတယ်။အဲ့တော့ခွဲခွာနေရတဲ့မိတ်ဆွေတငယ်ချင်းချစ်သူနော်ကိုယ့်ရဲ့အိမ်တော်ဘက်တွေရှိတယ်ဆိုရင်တော့ဒီကာလမှာပြန်လဲဆုံတွေ့နိုင်ပါတယ်။ပြန်ပြီးတော့လည်းအတူနေရတတ်ပါတယ်။ အဲ့တော့ရက်ဝေးမှာရောက်ရှိနေရဆိုရင်တော့သူ့အတွက်နဲ့ပတ်သက်တဲ့သတင်းစကားတွေကြားတတ်တယ်လက်ဆောင်ပစ္စည်းတွေရရှိတတ်ပါတယ်ဒီကာလာလေးမှာသတင်းလာသားသမီးတွေရာမျက်နာပွင့်နဲ့စမ်းပွင့်နဲ့ကာလာတစ်ခုဖြစ်ပါတယ် န်ကောင်းတဲ့ကာလတစ်ခုလို့လည်းပြောလို့ရပါတယ်မိမိတို့အနေနဲ့အကျိုးပေးတဲ့နေသားသမီးတွေကစနေအင်္ဂါတောက်ကြနေသားသမီးများကမိမိနဲ့စတူစည်းဝါးတွေစောင့်ရွက်မယ်ဆိုရင်တော့အောင်မြင်တတ်ပါဒါကြောင့်ဒီကာလလေးမှာမကြခဏခေါင်းကြိုက်တာတွေခေါင်းမူတာတွေတော့ဖြစ်တတ်ပါတယ်တနင်္လာသားသမီးများဘာပဲလုပ်လို့ကန်ကောင်းနေရတဲ့ကာလတစ်ခုဆိုရင်လည်းမမားပါဘူးငွေမပြတ်ဘူးလက်ထဲမှာရှိနေတတ်ပါတယ်မိမိတို့ရဲ့လမ်းထိပ်အိမ်နီးနားမှာလူတိတ်ဆုံးသွားတာမျိုးတွေအတုပ ပေါ်လာတာမျိုးတွေဖြစ်ရင်တော့လုံးဝမသွားပါနဲ့ဒါဆိုရင်ကိုယ့်ရဲ့ကောင်းနေရင်လည်းကံပြီးညံ့သွားတတ်ပါတယ်ဒီလာပိုင်းတော့ကတော့အာတုပသွားတာမျိုးတွေရှောင်ဝါမှာဖြစ်ပါတယ်တင်းညိုင်းနေနေတာမျိုးတွေလည်းရှောင်ဝါမှာဖြစ်ပါတယ်ဒါကြောင့်တနင်္လာသားသမီးများဒီကာလလေးမှာမိမိတို့အနေနဲ့ကံမြင့်အောင်လို့မိမိတို့လှုပ်ဆောင်ရမယ့်အရာလေးတစ်ခုပါရှိပါတယ်ဒါလေးကတော့မိမိတို့အေးကြာသာပလီနေညနေစောင်းမှာမိမိတို့လမ်းထိပ်မှာစမူသာ၅ခုကိုခွေးကိုအစာကျွေးပြီးတော့ ့မှာဒီတလဆက်တလပိုင်းမှာညံ့နေတဲ့အညံ့လေးကြီးကြည်ပါစီလို့ပြောပြရမှာဖြစ်ပါတယ်။ဇော်စိမ့်၃ညွန့်နဲ့ရွက်လာ၄ညွန့်အိမ်ဖျားမှာအမြဲမပြတ်လှူဒန်းပြရမှာဖြစ်ပါတယ်။ဒီကာလမှာတနင်္လာသားလေးများတကိုးကြီးဖျားကိုသွားပြီးတော့မှအရှိရက်ကိုမျက်နာမှုပါတောင်ရက်ကနေအရှိရက်ကိုမျက်နာမှုပါဒါမှမဟုတ်အနောက်ရက်ကနေအရှိရက်ကိုမျက်နာမှုပြီးတော့မိမိတို့စိတ်နေကြပတိလေးပဲဖြစ်ဖြစ်ညွန့်နေကြဂါရာလေးပဲဖြစ်ဖြစ်ဂုံတော်လေးပဲဖြစ်ဖြစ်ကိုယ်က ို့ရုပ်ပေးပါပြီးွားရင်အနောက်ရက်ကနေအရှိရက်ကိုမျက်နှာမူပြီးတော့လူရစုတောင်းပေးလိုက်ပါစုတောင်းပြီးတော့မှကိုယ့်ရဲ့အရေးကြီးတဲ့ကိစ္စတွေဆောင်ရွက်လိုက်ပါသိကြပေါ့အောင်မြင်သွားပါလိမ့်မယ်ကဲတင်းလာသားမီးများစိတ်ချမ်းသာခြင်းကိုယ်ဤကျမ်းမာခြင်းတွေပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလူရစန္ဒတွေပြည့်ဝနိုင်ကြပါစေရှင်